မိသားစုဘဝဆိုတာစာဝတ်နေအတွက်ရှာပွေးကြရမယ်အလုံးလုံးကြရမယ်အဲ့ဒါကိုဒီနေရာမှာအခါရလို့ခေါ်တာအိတ်ကိုပြောတာမဟုတ်ဘူးသူကဆိုလိုတာကလိုက်တစ်ခုဆွန့်လို့လိုက်တယ်ဘာအိမ်နောင်တဲ့ဘဝတစ်ခုစီဝါရှာပြီးတော့စာရတဲ့ဘဝတစ်ခုဆွန့်လို့ပြီးတော့အဲ့ဒီစီဝါဥစ္စာတွေပဲအကြောင်းမ ကြောင်းကြမဆိုင်တော့ပဲနဲ့တရားဓမ္မနဲ့နေထိုင်တဲ့ light ကိုနာခရိယလို့ဒီလိုဆိုလို့ရတယ်။အော်နာခရိယဆိုအိမ်ရှိတဲ့ဘဝကအိမ်မဲတဲ့ဘဝကိုရောက်တယ်လို့ဒီလိုအထိပ္ပယ်မျိုးမဟုတ်ဘူးသူက။နော်။စီးပွားရှာပြီးအသက်မွေးတဲ့ဘဝတစ်ခုကိုဆုံးလွတ်ပြီးတော့စီးပွားမရှာတော့ဘူး။ကျရတဲ့မြတ်တာ ခြေနဲ့ပဲဆိုတဲ့ဘဝမျိုးကိုရောက်တယ်။အဲ့ဒီဘဝတစ်ခုကို ခံယူလိုက်တာကိုဒါရံပြူတယ်လို့ခေါ်တယ်အဲ့ဒါလို့မြတ်စွာဘုရားကသာသနာပေါင်းဝင်လာတာဘုရားကိုယ်တိုင်ကလည်းပဲလောင်းတော်ဘုရားကသူရရှိတဲ့အခွင့်အရေးအလုံးကိုစွန့်လိုက်တာ renounce လုပ်တယ်ခေါ်တယ်အားဒီတုံးဆိုမင်းသားဘုရားသူပန်ဆိုင်တဲ့ပစ္စည်းတွေစွန့်လိုက်တယ်ဆွေမျိုးတွေကိုစွန့်တယ်အလုံးကိုစွန့်လွတ်ပြီးတော့သူ့မှာ ခုခေတ်ပြောတဲ့ right ဆိုတာဘာတစ်ခုမှမရှိဘူး။ပြည်ရင်ဖြစ်ခွင့်မင်းသားဖြစ်ခွင့်နန်းတော်ပိုင်ဆိုင်ခွင့်အာဏာရှိခွင့်ဆိုတာအဲ့ဒီဟာတွေအကုန်လုံးစွခွင့်ရည်ကအလုံးစွန့်စွန့်ပြီးတော့တရားဓမ္မကျင့်သုံးနေထိုင်မယ်ဆိုတဲ့ဘဝတစ်ခုရွေးချယ်လိုက်တာ။အဲ့ဒါကိုတောထွက်တယ်လို့ခေါ်တာ။သောတော့လူအများစုကထင်တာတော်ရဲထွက်တာကိုတော်ထွက်တယ်လို့ခေါ်တာ။နော် တော်ရဲထွက်ပြီးတော့တော်ရဲမှာနန်းတော်ကြီးဆောက်နေနေရတာပဲအဲ့လိုမဟုတ်ဘူးသူကလိုက်တစ်ခုကိုဆုံးလို့ပြီးတော့နောက်ထပ်ဘဝတစ်ခုကိုရယူတာဆုံးလို့ပေါ့အဲ့ဒါကိုတော်ထက်တယ်လို့ပြောတာဆုံးလို့ရင်က renounce လုပ်ထားတယ်အလုံးကိုခွင့်ရေးဘာမှပိုင်ဆိုင်ခွင့်မရှိတော့ဘူးဒါမို့လို့စာပေတန်းမှာဆိုတဲ့အခါမှာ မဟန္တံဘောဂိခဏံဝါအပံဝါဘောဂိခဏံဝါမဟန္တံဝါဘောဂိခဏံအတ္တအပံဝါညာတိပြုပရိဝတံဝါမဟန္တံဝါညာတိပရိဝတံဝါသာနေသည့်ဖြစ်စေများသည့်ဖြစ်စေဆွေမျိုးအတိုင်းဝိုင်းနေအလုံးစုံနေနေသည့်ဖြစ်စေများသည့်ဖြစ်စေပိုက်ဆိုင်နေပစ္စည်းတွေအလုံးစုံပြစ်ခဲ့တယ်အလုံးကိုစွန့်ဖြစ်ပြီးတော့ရဟန်းပြုလာတဲ့ဘဝလို့သူတို့ဆိုတယ်ဒါစတင်လာတဲ့အချိန် အဲ့ဒီအချိန်မှာမြတ်စွာဘုရားကယဟန်တော်တွေကိုစားဆရာအတွက်ပိဏိယလောဘဘောစနနေတာယပပိစာပိဏိယလောဘဆိုတာဘုရင်ကလောင်းထဲလိုက်သစွန်ဒီရင်ကလောင်းထဲလိုက်သစွန်အဲ့ဒီလိုလူတိုင်းအိမ်တိုင်းအိမ်တိုင်းမှာ ဒီဆုံးတဆုံးစာလေးတွေဟာတော့အပေါ်ရှိနေကြဘယ်သူမှဟိုတဆုံးစာမပေးနိုင်တဲ့လူဆောင်မရှိဘူးတယောက်စာတော့ကျွေးချင်မှကျွေးနေမှာတအိမ်တဆုံးနော်အဲ့လောက်လေးရတော့လူတိုင်းလူတိုင်းဟာပေးကမ်းနိုင်စွမ်းရှိတယ်ဘုရားဘာသာဝင်ဖြစ်သူရောမဖြစ်သူရောဘယ်သူပဲဖြစ်ဖြစ်အဲ့ဒီပုဂ္ဂိုလ်သူမြတ်တွေကို သူတို့ထုံနှံစင်လာရကိုရှိကိုအိမ်ရှိရောက်လာပြီဆိုတဲ့အခါမှာပြီးလူလေးရှိကြကိုရှိတာလှူလိုက်ကြအဲ့ဒီလှူတာတွေကိုစူပေါင်းထားတာကိုပိန်ဒီယအာလောပအလုခရနောက်တပိကျန်ကနေမှာတော့အဓိပ္ပာယ်တစ်မျိုးနဲ့ဖွင့်ပိန်ဒါကိုခြေသလုံးကျွတ်တာလို့ယူပြီးတော့ခြေသလုံးကျွတ်တာကိုအသုံးချပြီးတော့ ဆွမ်းကန်လက်လေလို့ရတဲ့ဆွမ်းလို့ဒီလိုဆိုလို့ရှိတယ်။မှအဲ့တော့အဓိပ္ပာယ်ပိုရှိတာတော့ခြေတလုံးကြွက်တာတုံးချသည်ဖြစ်စေမတုံးချသည်ဖြစ်စေဒါအဓိကမဟုတ်။အဲ့တော့အဓိကဘာလို့ဆိုရင်ဟိုအိမ်တစုံဒီအိမ်တစုံရှားသမျှဆွမ်းနေစုပေါင်းထားတဲ့ဆွမ်းသားလေအဓိကလို့ဆိုပိန်တီးရ အလောဘပောစနာတလုံးတစုံစားနိုင်တဲ့အာဟာရကိုအမိပြုပြီးရဟဝရမယ်ဆိုအရောစားတဲ့အတွက်ချက်စရာပြုတ်စရာမလိုတော့ဘူးရှားပွေးစရာမလိုတော့ဘူးလို့ဆိုလို့ဒီပေါ့ဘယ်အိမ်နာသွားရရအဲ့ဒီအိမ်ကလူတွေကတစုံတယောက်မှတော့ပိုနေကြတာပဲဖြစ်တယ်ပေါ့အဲ့ဒါကိုလှုပ်ဖို့ဝမ်လေးချဘူးပေါ့လူတိုင်းလူတိုင်းအဲ့ဒါကိုအမိပြုပြီးရန်ပြုရမယ်လို့ပြဆပြတာဒီ စာဝတ်စာစရာနဲ့ပတ်သက်ပြီးပြီးတော့လေနည်းနည်းပိုင်းတစ်ချိန်ပဲစာဖို့တစ်ချိန်နဲ့စာလို့ရှိရင် လူတွေက ကျမ်းမာရေးထိခိုက်လိမ့်မယ်လို့ထင်တယ်စာအားကမပြေပါဘူးလို့ထင်တယ်တကယ်ကတော့နည်းနည်းပိုင်းဧကပတိကလို့ခေါ်တယ်မနေ့ပိုင်းတစ်ထပ်ပဲစားတာကျမ်းမာရေးအတွက်ပိုကောင်းတယ်ဆိုတာခဏိခေကျမ်းမာရေးရှူတော်ကကြည့်လို့လက်ခံလာကြတယ် တော်တော်များများအဲကြောင့်လို့ဆိုရင်လူတွေဟာစားတင်တာတွေပိုစားနေတယ်ပိုစားနေသည့်အတွက်ကြောင့်ခိုနာအစီရိစုဒီနာအစီရိစုပြီးတော့မှဝိချာကိုစူးစမ်းနေတယ်စားတော့ကစားတာတွေကအပူတွေဖြစ်ပြီးတော့ခန္ဓာကိုယ်ထဲမှာခိုနာရောက်ဒီနာရောက်အဲ့ဒါတွေကဇာမယိချုပ်တယ်တကယ်ကတော့အခုတိလာတဲ့အခါကျဘာလို့တော့ဆို intermittent fasting ဆိုပြီးတော့ထွင်ပြီးပြောလာကြတယ် မှန်တော့ကိုရဘာသာဥပုသ်ဆောင်တာတူတူပဲမနေ့ပိုင်းလေးကို စားပြီး မစားတော့ဘူး16နိုင်လောက်73နိုင်လောက်မစားတော့နောက်တည်းအာယုတ္တမဆောင်အဲ့ဒီချားထဲမှာမစားဘဲနဲ့ရေလေးတောက်ပြီးနေခြင်းအဖြစ်ခန္ဓာကိုယ်ထဲမှာ ရှိတဲ့အပူအစီတွေအကုန်လုံးကိုနောင်ကျွမ်းပြီးတော့သူ့အတူတန့်ဆင်သွားတာထဆာထဆာနေသူ့လောင်မလောက်အကုန်မလောင်နိုင်မလောင်နိုင်တော့ခုနရောက်ဒီနရောက် အဲ့တော့ဟိုနာထွက်ဒီနာထွက်ထွက်ပြီးတော့ဝိချအစီတွေထုတ်ပြစ်ခွဲစိတ်ကုသနဲ့ဆိုပြီးတော့အဲ့ဒါကအလုပ်တွေရှုပ်ကုန်ထပ်ပြီးတော့ယောဂတွေဖြစ်လာဒါကြောင့်မို့မြတ်စွာဘုရားကဘောစနိမတ်တင်ညူတာဆိုတာတင်းနေဟောထားတာယန်းနေဆိုလို့ရှိရင်သုံးမဩရပေးတိုင်းအဲ့ဒီစကားပါတယ်ဩရပတိမောမှာလည်းပါတယ်အထူးအဖြင့်ဝိဆာဆရဏသဗ္ဗနောလို့ဆိုရဲ ယသဗျာရဲ့နိဗ္ဗာန်ရောက်ချောင်းအကျင့်နဲ့အတိညာဆိုရထင်မယ်။ဆရဏအကျင့်ဆိုရထင်မယ်။ဘောဇတိမတ္တညုတ္တပါ။နိဗ္ဗာန်ရောက်ချင်လို့ရှိရင်အစာနဲ့ဆိုင်သလားလို့ဆိုဆိုင်တယ်။နော်။မဤပဒံနင်းကံစားဖြာပြီးယောဂတွေဖြစ်ဘလို့လို့နိဗ္ဗာန်ရောက်အောင်တရားကျင့်နိုင်မှာတော့။ဒါကြောင့်မလို့နိဗ္ဗာန်ရောက်ချောင်းတရားထဲမှာဘောဇတိမတ္တညုတ္တကိုစားတဲ့အစာနဲ့ပတ်သက်ပြီးတော့ အတိုင်းတာတစ်ခုသိရမယ်ကိုနဲ့တင့်တာမတင့်တာလဲအတိုင်းတာတစ်ခုပဲစားနိုင်တဲ့စားရမယ့် ပမာဏဆိုတာလဲအတိုင်းတာတစ်ခုပဲနော်ကိုနဲ့တင့်မတင့်ဟာအတိုင်းတာတစ်ခုစားရမယ့်ပမာဏအတိုင်းတာတစ်ခုအဲ့ဒီအတိုင်းတာတိုင်းစားမယ်ဆိုလို့ရှိရင်ကျမကြီးရှုတော့ကလည်းမှန်ရသဗျာကိုယ်တိုင်ကယဟန္တာရဟန်းတွေကိုဟောတယ် မဟာမနစ်တစ်ချက်ပဲစားလေစားခြင်းကြောင့်ငါမှာအာဘာရဆိုတဲ့ယောဂမျိုးအတင်ငါဆိုတဲ့ယောဂမျိုးအာဘာရဆိုတဲ့ယောဂကနာကျင်ကြိုက်ခဲဖြားတာဒီလိုမျိုးအာဘာရလို့ခေါ်အတင်ကဆိုတဲ့ယောဂကသွေးတိုးတို့ခုခေပြောတဲ့စီဂျိုတို့လားနှလုံးယောဂတို့နှလုံးသွေးကြောပိတ်ထားတို့အဲ့လိုမျိုးတွေအတင်ကလို့ခေါ်တယ်အတင်ကရဲ့အဓိပ္ပာယ် အသက်မွေးဝမ်းကြောင်းအလုံးလုံးဖို့ခက်ခဲလာတဲ့ယောဂဝိညာဉ်ပြောလို့ဆိုလို့လူကြည့်လိုက်တော့အကောင်းပဲဗမာတွေကတော့တထေးယောဂလို့ခေါ်တယ်အဲ့ဒါနော်အလုံးမလုံးပဲနဲ့နေရတဲ့ယောဂလုံးလုံးရင်မောတယ်အဲ့ဒီလိုအတင်ငါဆိုတဲ့ယောဂမျိုးလဲငါမှမရှိဘူးတဲ့အပါရဆိုတဲ့ယောဂလည်းငါမှမရှိဘူးပထိုင်ထားလဲလဟုတ်ဌာနာ တတလဲလဲထနိုင်တယ်လာဝခွန်အားလည်းရှိတယ်ဒါကြောင့်မို့သင်တို့လည်းတစ်ထပ်ဖယ်စားကြဆိုရဟန်းတွေဘိုင်ဖို့စ်နဲ့ပြောတာမဟုတ်အကျိုးကိုဖော်ပြပြီးတော့အဲ့ဒါကိုဒီကနေ့ခေတ္တော့အနောက်တိုင်းကလူတွေကနည်းနည်းသတိထားမိလားလို့ဇမိုက်ရေးရှုတော်ကကြည့်တဲ့အခါကျအဲ့ဒါ intermittent fasting လို့သူတို့ကသုံးလာတဲ့စကားတစ်ခု ကြားထဲမှာအဲ့ဒါမြတ်စွာဘုရားဟောတဲ့တရားတော်တရားပဲအမကိုက်ညီနေတဲ့သဘောတရားကိုပြောပြတယ်အဲ့တော့ယဟန်တော်တွေကိုဆုံးခံလို့စားရမယ်အစာအာဟာရမျိုးမြတ်စွာဘုရားခွင့်ပြုထားသည့်အတွက်ကြောင့်ကျမ်းမာကြတယ်ယဟန်မကြမ်းရဲကိုတော့မရှိဘူးလားလို့ဆိုတော့ဒါကတော့လူခန္ဓာကိုယ်ရဲ့သဘောပါ။ပင်ကိုယ်ကချို့တဲ့ပုံကိုယ်တွေတော့ရှိမှာပေါ့နော်။ သို့တော့အများစုကတော်တဲ့တောင်းတဲ့ဒီလိုနေချက်ချမ်းမှကြတယ်ဒါစားရနဲ့ပတ်သက်တာဘုရားနဲ့ပတ်သက်တဲ့အခါကျပန္တုကုလစီဝရနေတရာပပိစာမြတ်စွာဘုရားသာသနာတော်ဆလာတဲ့အချိန်မှာဘယ်တကားတွေမှကမှသင်္ကန်းလဲလှူပေးမရှိဘူးမြတ်စွာဘုရားလှူတာလဲလက်မခံစေဘူးဘုရားကိုယ်တိုင်ကတော့တော်ထက်လာတဲ့အချိန်မှာဂတိကာရပြမကြီးက ကြာဖွင့်နေကရရှိပြီးမြမပြေမှာတင်ထားတဲ့ကြာတဲ့ကရတဲ့ပြိခရာရှိပါခုခေတ်ရတဲ့ကြာတဲ့ငါမဟုတ်ဘူးကြာတဲ့ကရတဲ့ပြိခရာရှိပါသင်္ကန်းနဲ့မဟုတ်ဘူးပြိခရာရှိပါကြာဘူးကြီးတဲ့မှာကဘာဥကလာမှာရှိလာတဲ့ဟာကိုဆွလို့တယ်ပေါ့အဲ့ဒီကြာဘူးကြီးတဲ့ကကဘာဥကလေးက ဖျားလောင်းတွေအတွက်ထူးခြားစွာဖြစ်ပေါ်နေတဲ့ယဟန်သုံးပရိက္ခာတွေကိုလူတာအဲ့ဒါကိုလက်ခံပြီးတော့6နှစ်တရားကျင့်အဲ့တော့ဝိုးယုံအဲ့ဒီသဘေ3ခြား6နှစ်အဲ့ဒါလို့သစ္စာဗျာကိုယ်တိုင်ကိုကဒီဒီတင်ငန်းဝေါ်လာတော့ယဟန်ဖြစ်လာတဲ့ယဟန်နေပုဂ္ဂိုလ်တွေကျတော့ရှင်ကုဋ္ဌညာတို့ကစအိဘေကုခေါ်တဲ့ပုဂ္ဂိုလ်တွေကျတော့အဋ္ဌိမယပတ္တစီဝရလို့ခေါ်တယ် သူတို့ကုသကောင်းမှုတွေလုပ်ခဲ့သည့်အတွက်ကြောင့်မြတ်စွာဘုရားကယဟန်လို့အေဟိဘိက္ခုယဟန်လာခဲ့ဘခတော်ဓမ္မောတရားကိုငါကောင်းမှမှန်ကန်ကန်ဟောထားတာဖြစ်တဲ့ယုံကြည်စိတ်ချရတဲ့ငါဟောတဲ့တရားအလွယ်မှမရှိဘူးစရအပြမစရိယသမဒုက္ခတအတ္တကရိယာယာရှင်းဒုက္ခကလွတ်ဖို့အတွက်ဓမ္မစရိယဆိုတဲ့အကျင့်မြတ်ကိုကျင့်လို့ဒီစကားဆုံးလိုက်တာနဲ့တကြိုင်နဲ့ တကယ်သူရစင်းနေဝတ်တဲ့အဝဟာဒုက္ခနာကိုပါမှာဝုတ်ပြီးဆုပ်ပြီးဒီလိုတခါနဲ့ပုံစံပေါ်တခါနဲ့ဖြစ်တယ်အဲ့ဒါကိုအေဒီမယပတ္တစီလာလို့ခေါ်တယ်တကူတော်ဖြင့်ပြီးတဲ့ဆိုဘုရားတကူနဲ့ပြီးတာမဟုတ်ဘူးမြတ်စွာဘုရားရဲ့ဒီသူအတိတ်ဘဝကလှူခဲ့တဲ့ကုသိုလ်ကောင်းမှုနဲ့မြတ်စွာဘုရားကခေါ်လိုက်တယ်ဥပမာဗာနဲ့တူတော့ဆိုရင်နေအောင်တင့်လို့ကြာပွင့်နေဆိုတော့ မပွင့်တဲ့ကြာနေဘလောက်ထိုးထူမျိုးသာသွားမှာပွင့်မှာမဟုတ်တာအဲ့တော့ကြာကလည်းပွင့်မဲ့အနေထားနေရောင်ကလည်းတင့်တဲ့အနေထားမျိုးနေရောင်တင့်လို့ကြာပွင့်တာလို့မြတ်စွာဘုရားခေါ်လိုက်တဲ့စကားတော်ကဖွင့်ပေးလိုက်တဲ့သဘောပဲဖြစ်တယ်အဲ့တော့အတိတ်ဘဝကကုသကောင်းမှုသဘေးသင်္ကန်းကိုလှူပြီးတော့စုပန်ခဲ့တဲ့ပုဂ္ဂိုလ်မဟုတ်ဘူးဆိုလို့ရှိရင်အေးဝေခုခေါ်ယူနေတဲ့သင်္ကန်းရမှာမဟုတ်ဘူးနော်ဒီလိုလည်းရှိတယ် 那时候也背了那么好，都都那时候也考了一点钱嘛，想去大连出来这边，出路来了，一百股。哎，路三百嘛，路你家的，老板家的，他们比那时候我我送了比了，也还看那家的，还一百股的哈。本来我定安我呗，定安这天，你比如搬来的我。<laughs> လွန်သွားပဲကြီးသွားပဲဆုတ်သွားပဲဆိုလို့ရှိရင်ဘာလို့တင်ရမယ်ဝေယုံကြရတယ်နောက်တစ်ခါအဲ့ဒီလိုနေရာကနေမြတ်စွာဘုရားသင်္ကန်းလူခွင်းကို တော်လေးကြာမှာဆရာဇေယျကကြီးရဲ့လက်အောက်ထပ်တော်မှာညည်းရခွင့်ပြုလိုက်တာဒီနောက်တော့ကဟပတိစီဝရလို့ခေါ်တယ်တကားရေလှူတဲ့သင်္ကန်းကိုလက်ခံဝင်ရဒါသာသနာတော်မှာပစ္စည်းလေးပါပေါ်လာပုံကိုအချင်းချုပ်ပြောပြတာအကြောင်းဆိုတာကြတော့ ရုခမူလဒေနသနနေတယပပစ္စာ ရှိတော့ကြောင်းကံစာမရှိဘူးတပင်းရင်တပင်းအောက်မာတို့တဘာဝဆိုင်ကူတွေမာတို့အဲ့လိုညီအမျိုးတွေတုတ်တန်စရတ်တို့ဒီလိုနေရာတွေမျိုးတွေမှာယဟန်နေနေကြနောက်ပိုင်းမှာရာဇဂျုစသေးကဓာရီကိုမြင်ပြီးတော့ကြောင်းဆောင်လှူကျင်တဲ့စိတ်ပေါ်ပြီးမြတ်စွာဘုရားကိုစီခွင့်တောင်းတဲ့ယဟန်နေရာခွင့်တောင်းပေးတဲ့အခါမှာကြောင်းဆိုပေါ်လာတယ် ဲ့တော့ဒီနောက်မှာចောင်းတူခွင့်ဆိုဖြစ်လာတာเนาะနောက်ပိုင်းမှာចောင်းတူခွင့်ပြန်လာခုကနေ့ခေတ်မှာじゃတော့ဆွမ်းတင်ငန်းចောင်းစေးဆိုတာပြည့်ပြည့်ဝဝရန်တန်ကတွေလှူဒန်းခွင့်ရသည့်အတွက်ကြောင့်မြတ်စွာဘုရားဘာလို့ခွင့်ပြုတော့လို့ဆိုတော့လှူလို့ခြင်းနဲ့လှူခြင်းနဲ့ပုံကိုယ်တွေဟာကုသိုလ်ဖြစ်ပါစေအလူခံရတဲ့ယဟန်နေမှာလည်းပဲဆွမ်းအတွက် သင်္ကန်းအတွက်ကြောင်းအတွက်တော့တောင်းဝန်မတက်ပါစေနဲ့ဆိုတဲ့ကြီးပဲချက်အကျိုးနှမျိုးကိုကြည့်ပြီးတော့ရသော်ဗျာခွင့်ပြုတာလို့ရသော်ဗျာဘယ်ခါပဲဖြစ်ဖြစ်အကျိုးဖြစ်ဖို့ရအတွက်ရှင်ညွှန်းပြီးတော့ပဲခွင့်ပြုတာဖြစ်တယ်အေးကြောင်းဆောက်ဖို့ခွင့်ပြုတဲ့အခါမှာစွမ်းသင်္ကန်းကြောင်းဆေးလို့ပစ္စည်းလေးပါလှူတဲ့အထက်မှာဘယ်အလှူကိုအကောင်းဆုံးလို့ရသော်ဗျာဟောတယ်လို့ဆိုတဲ့အခါမှာ ကျောင်းလူကိုပဲအဓိကထားဟောတော့များတယ်။အဲ့တော့ဗာပြလို့ကျောင်းလူတာကိုအဓိကထားတော့ဘုံကုန်ကြစိတ်များလို့လားဒီလိုမဟုတ်ဘူး။ရိုးရိုးလေးစဉ်းစားကြည့်။ဆွမ်းဆရာတခါစားပြီးသမင်းအသက်9ရက်စွာမသေးဖို့အတွက်9ရက်ပဲသူကတာအမခံနိုင်တယ်ဒီသမင်းတခါစားရင်။ဟုတ်။ဟိုနောက်သူကမထိန်နိုင် စားထားတဲ့ပုဂ္ဂိုလ်မှာခொနည်းကပို့ပြီးတော့တတ်မရှိနိုင်ဘူးဒီထမင်းရဲ့အနိဒင်။ဒါကြောင့်မို့သူရဲ့တတန်ကနဲတယ်။အဝတ်ဆိုတာလည်းပဲကြာရှည်ခံတဲ့အရာမဟုတ်။ဆေးဆိုတာကတော့လိုအပ်တဲ့အခါမှာလိုအပ်တယ်မလိုအပ်တဲ့အခါလည်းရှိရတယ်။အဲ့တော့ကြောင်းဆိုတာကတော့ကြည့်။ကြောင်းဆောင်လှူထားလိုက်ပြီဆိုတဲ့အခါမှာကြောင်းဟာ အနှစ်30အနှစ်50အနှစ်100ဆိုတာ ဆောက်လုပ်တဲ့ပစ္စည်းအတိုင်းတာအရာသူကတက်တန်းရှိကြတယ်။တက်တန်းရှိပြီးတော့အဆောင်ဦးတဲ့နေတဲ့ပုံကိုယ်တွေကိုအကျိုးပြုမှုဟာရှိကြတယ်ပေါ့။ဒါကြောင့်မို့ကြောင်းအလှကိုရက်စော့များအကောင်းဆုံးလို့ဒါစဉ်းစားတွေးခေါ်ခြင်းအဲ့တိုင်းပဲတွေ့ရတယ်။ဒီလှူတဲ့ပုဂ္ဂိုလ်ကလှူလိုက်လို့ ကျောင်းလှူလိုက်လို့အဲကျောင်းထဲမှာဝင်ရောက်နေထိုင်တဲ့ပုဂ္ဂိုလ်ကိုကျောင်းကဘာအကျိုးပြုတော့လို့ဆိုတဲ့အခါလုံခြုံမှုဆိုတဲ့အကျိုးတစ်ခုပေးတယ်။နေပူလေပူဒီရာသီဥရုဒဏ်တွေက လုံခြုံသွားတယ်။နေပူရင်လည်းမပူတော့ဘူး။မိုးရရင်လည်းလုံခြုံသွားတယ်။အဲ့ဒီအကျိုးတွေကိုကျောင်းကပေးတာဒါတစ်ခု။ကျောင်းထဲမှာနေထိုင်ပြီးတော့တရားဓမ္မအထုတ်မယ်ဆိုလို့ရှိရင်သူက စိတ်ချမ်းသာကိုချမ်းသာပို့ပြီးတော့ရှိတယ်။ကာယကဒုက္ခစေတသိကဒုက္ခနဲတယ်။ဒါကြောင့်ကိုချမ်းသာဒုက္ခအလုံးလို့ဖို့လည်းလွယ်ကူတယ်ဆိုတယ်။လေနထဒုက္ခထ ပုံခိုစရာနေရာတစ်ခု လုံးုံစိတ်ချမှုကိုပေးခြင်းဒါတက်မဲ့ဖြစ်တဲ့အကြောင်းက နေထိုင်တဲ့ပုဂ္ဂိုလ်အကျိုးပြုတာ ဒါလောကမှာတက်မဲ့တွေကလည်းအကျိုးပြုတာပဲလေနေပူတဲ့အချိန်သစ်ပင်ရိတ်အောင်ဝင်လိုက်ရင်အေးသွားတာဒါသူကအကျိုးပြုတာပဲပေါ့အဲ့လိုအကျိုးပြုမှုမှာလုံခြုံစိတ်ချခြင်းဆိုတဲ့အကျိုးနဲ့ချမ်းသာဒုက္ခဆိုတဲ့ဒီအကျိုးနှမျိုးကိုအကြောင်းကဖြစ်ပေါ်စေတယ်အဲ့ဒီဖြစ်ပေါ်စေတဲ့အကျိုးတရားတည်ပင်နဲ့ဆောက်လွတ်လူတန်းတဲ့ပုဂ္ဂိုလ်စီဒီအကျိုးမျိုးကို ပို့ဆောင်ပေးတာပဲဖြစ်တယ်ပေါ့တခြားအကျိုးမဟုတ်လူလိုက်တဲ့ပုဂ္ဂိုလ်ကကိုလူလိုက်လို့ ထိုပစ္စည်းကိုအသုံးပြုသုံးမဟုတ်ကိုလုံလိုက်တဲ့အကျိုးတရားကတစ်ဖက်သားပုံမှာထင်ဟပ်သွားတဲ့အတိုင်းကိုပြန်ရတယ်လို့ဆိုတယ်နော်ကိုပြန်ရတာအဲ့တိုင်းဒါမှမဟုတ်ဥပမာအခုခေတ်ပြောရမယ်ဆိုရင်တော့ဩစတြေးလျကဘူမရင်းဆိုတဲ့လက်နက်လူဟာလူပြစ်လိုက်ရင် ပြစ်တဲ့လူစီပြန်ရောက်လာတယ်အဲ့ဒါတော့ပဲကုသကံအကုသကံဆိုတာကိုလုံလိုက်လို့ရှိရင် လုတ်သူထံပြန်ရောက်တယ်နော် reaction သဘောတရားပဲဒါလုတ်တဲ့သူစီပြန်ရောက်လာတာဥမမဲ့ကိုကတယောက်ကိုလက်ကျိုးအောင်လုပ်လိုက်လို့ရှင်အဲ့လက်ကျိုးမှုကကိုယ်စီပြန်ရောက်လာအဲ့ဒီဒုက္ခကိုယ်စီပြန်ရောက်လာလူတယောက်ချမ်းသာကောင်းလို့လဲအဲ့ချမ်းသာမှုဒီကိုယ်စီပြန်ရောက်လာဒါကံကြမ္မာရဲ့သဘောဝတရားပဲတနေ့တစ်ချိန်အနည်းနဲ့အပြန်ကိုယ်စီပြန်ရောက်တယ်လေအဲ့ဒီလိုအကျိုးကို တွက်ဆာကြည့်လိုက်လို့ရှိရင်ចောင်းဆောက်လှူခြင်းအဖြစ်အကြောင်းပေါ်မှာမြည်သူမဆုနေထိုင်တဲ့ပုဂ္ဂိုလ်ကိုចောင်းကအကျိုးပြုလိုက်တာအချင်းရောက်အဖြစ်နှစ်ခုရှိတယ်။ရှားသည့်ဥရုတွေကိုပုံခုဖို့အတွက်လုံးကျိုးရှားသည့်ဥရုဒဏ်တို့မချင်းရင်းနေစားတဲ့ဓာတ်နေအဲ့ဒီအတွက်ပုံခုစရာတစ်ခု လုံးကျိုးစေချမှုတစ်ခုရတယ်။နောက်တစ်ခုကကိုချမ်းသာစေချမ်းသာဆိုတဲ့တစ်ခုရ။အဲ့ဒီအကျိုးနှစ်ခုကိုចောင်းကကျေးဇူးပြုတယ် ကျေးဇူးပြုသည့်အတွက်ကြောင့်အเจ้าကအเจ้าမာရီကလည်းအဲ့ဒီအကျိုးကိုရတယ်။ဒါကြောင့်မို့အเจ้าအလှကတင်ပေါင်းများစွာအကျိုးပြုတာဖြစ်တော့ကြောင့်မြတ်စွာဘုရားဝိဟာရတဏ္ဍံတန်ခတ်တအက္ခံဗုဒ္ဓေနဝဏိတံတို့တခြားပစ္စည်းတွေလှူတာနဲ့မတူပဲနဲ့အเจ้าအလှကြတော့အကောင်းဆုံးလို့ချီးမွမ်းတာဖြစ်တယ်။ဟောအမိတ္တဒါနလို့ဆိုတဲ့အလှတွေလှူကြတာရှိတယ်။အမိတ္တဒါနဆိုတာပစ္စည်းဝတ္ထုလှူတာ အဲ့ဒီအလှူတွေထဲမှာအကောင်းဆုံးအလှူတစ်ခုကိုပြောပါဆိုရင်အစာအုပ်ဆောက်လို့လှူတာအကောင်းဆုံးလို့သူဆိုတယ်။သူတဲ့ကောင်းတဲ့ဌာနမျိုးမရှိတော့ဘူး။ဟိုဓမ္မဒါနကြတော့အကောင်းထဲလှုပ်လှူတာမဟုတ်ဘူး။နော်။အာမိသဒါနပစ္စည်းဝတ္ထုလှူတယ်ထင်မယ်။ကြောင်းလှူတာအကောင်းဆုံးပဲလို့။ဝေလာမသုတ်တံမှာကောင်းတဲ့ကောင်းတာရွေးချယ်ပြတဲ့အခါမှာကြောင်းလှူတာအကောင်းဆုံး။ ။ဒါဖြင့်ចောင်းလူတဲ့កောင်းတာရှိသေးလားဆိုត្រណកုံសោតទីថាអីបែរយកដែរទូចា។លှူတာမဟုတ်တော့ទីលាបែរគូយកដែរ។အဲ့တော့အလှူဒါနတဲ့မှာကြောင်းအလှူမြတ်တယ်လို့ဆိုတာမြတ်စွာဘုရားရဲ့ဟောပြောဆုံးမတဲ့အထက်မှာဒါထင်ရှားတယ်။နောက်တစ်ခါနတ်သားတယောက်ရဲ့မိခွန်းနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဖြေတဲ့အထက်မှာသောသတပတ္တရောဟောတိယောတရာတိဥပတေယံ စွမ်းလူလို့ရှိရင်ခွန်အားလူရရောက်တယ်အဝတ်လူတာကအစင်ကိုသားစုပ်ပြေမှုကို လူတာနဲ့တူတယ်ရင်းလူတာက ချမ်းသာလူတာနဲ့တူတယ်ရှင်မီးလူတာက မျက်စိလူတာနဲ့တူတယ်ဒါအကျိုးပြုတာလေးတွေကိုပြောပြပါအဲ့ဒီလိုဖြေပြီးတော့စွမ်းလူလိုက်မဲ့ဒီစွမ်းလူတဲ့ပုဂ္ဂိုလ်ဟာစွမ်းက လူခန္ဓာကိုအင်အားပလခွန်အားပလကိုဖြစ်စေတာဖြစ်တော့ကြောင့်ခွန်အားလူလို့ခေါ်တာ သင်္ကန်းအလူကြတော့လူဆိုတာလူမအဝတ်တောင်းမအကွတ်ဆိုအဝတ်စားတတဲ့ရဝလိုက်အယုတ်ဆိုးကြီးတန်တဲ့လူပဲကြီးပြွှွှွှွဖြစ်သွားတယ်ဒါမှမဟုတ်အဝတ်ကလူကိုတင့်တယ်စေတယ်ဒါကြောင့်အဝတ်လူတာဟာတင့်တယ်ဖို့လူပေါ့တခါယန္တရောဒုက္ခရောရင်လူတာကချမ်းသာဒုက္ခလူတယ်ရင်စည်းသွားရင်ချမ်းသာတယ်လွယ်ကူတယ်ဒီပါတော့ဟောတိဆက်ခုတော့စီပြီးလူကမျက်စိလူတာဘာကြောင့်တော့စေ မျက်စိဘလောက်ပဲကောင်းကောင်းညအမောက်ထဲမှာမြင်နိုင်တာမဟုတ်ဘူးအလင်းရှိမှမြင်နိုင်တာဒါကြောင့်မို့မျက်စိလူပဲလို့အဲ့ဒါလို့နတ်သားတယောက်ရဲ့အမေကိုတစ်ခုစီဖြေးပြီးတော့အဲ့ဒီအားလုံးခွန်အားလဲပါတယ်နော်အဆင်းလဲပါတယ်ချမ်းသာဒုက္ခလဲပါတယ်မျက်စိလူရလဲရောက်တယ်ဆိုတော့အလှမျိုးကပါတော့ဆိုရင်ကြောက်လှတာပဲဖြစ်တယ် ြောင်းလှူခြင်းသည်သောသတပတတော်ဟောတိယောဒရာတိဥပတေယစောင်းလေးတစ်ခုဆောက်လှူလိုက်လို့ရှိရင်ခွာလှူတာလည်းဖြစ်တယ်ဆင်းလှူရလည်းရောက်တယ်ချမ်းသာလှူရလည်းရောက်တယ်မျက်စိအလှူလည်းဖြစ်တယ်ဘာဖြစ်လို့အဲ့ဒါလို့ခေါ်နိုင်ဘာချက်ရသော်ပြဒီလိုခေါ်တာတော့စဉ်းစားကြည့်လိုက်အဖြေကိုသေချာစဉ်းစားကြည့်လိုက်ရှင်ထမင်းမစားရခြင်းနေဝိစီအဆောက်အဦတွေဝင်ပြီးတရေတမောမေ အိတ်ဆက်လိုက်လို့ရှိရင် အားရပြန်ပြေးလာခြားခြင်းတွေပြန်ဝင်လာလို့ဆိုအဆောက်အဦကအကျိုးပြုလိုက်တာပေါ့တို့ဟာအင်းအားတွေပြန်ပြေးလာခီးသွားလို့မောလာလို့အဆောက်အဦထဲမှာဝင်နေတိုင်းနားလိုက်လို့ရှိရင်အင်းအားတွေပြန်ပြေးလာဒါတစ်ခုအပြင်းမနေရင်၄ဘူးနေဘူးတိုက်သည့်အတွက်ကြောင့်အသားရည်ဟာညှိုးနှွမ်းချောင်းတွေ့တာဟောကြောင်းနဲ့ဝင်နေလိုက်ရင်အဲ့ဒီအသားရည်ဆိုပြီးတော့ဒါကြောင့်ကအကျိုးပြုတယ်တခါ ကျောင်းနဲ့ဝင်နေလို့ရှိရင်အပြင်းမှနေသလိုအပူဒဏ်အေးဒဏ်ဒုက္ခတွေမခံရဘူးချမ်းသာဒုက္ခရတယ်။ဒါကြောင့်မို့ချမ်းသာကိုလည်းကျောင်းကပေးတာပဲ။နောက်တစ်ခုကမျက်စိလူဆိုကြည့်နေနေဘူးတဲ့သွားလို့ရှိရင် လူရဲ့မျက်စိတွေကမှုံဝါလာတယ်။ကြာရှည်သွားလို့ရှိရင် မျက်စိတွေကြည့်မကောင်းရှုမကောင်းဖြစ်လာတယ်။အဲ့ဒါအဆောင်ဦးတဲ့ဝင်ပြီးတော့နားနေလိုက်လို့ရှိရင်မျက်စိကပြန်ချီလာတယ်။အဲ့ဒါအဆောင်ဦးကအကျိုးပြုတယ်လို့သူတို့ခေါ်တယ် အဲကြောင့်မို့မြတ်စွာဘုရားကသောသတာပတရောဟောဒီဩဒရာတိဥပတ္တိစောင်းဦးလှူလာဟာအလုံးကိုလှူရရောက်တယ်လို့ကိန်းတရတုတ်တန်ယုတ်တနိခေမှာမြတ်စွာဘုရားအတိတို့ခေါ်ထားတာဖြစ်လို့အဲ့တော့တို့တွေခုလိုကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့ပစ္စည်းလေးပါးထဲမှာအကြောင်းအဆောက်အဦဆောက်လို့လှူတိုင်းရပြီလို့စိတ်ထဲမှာဝမ်းသာချမ်းမြေ့မှုဖြစ်ရမှာဖြစ်တယ်ပေါ့ အဲ့ဒါအနုမောဒနာဆိုတာအဲ့ဒါပဲဝန်တဆေးရအကြောင်းပြောပြတာနော်ကိုလို့တဲ့လို့ရဲ့အကျိုးအပြစ်ကိုဆင်ញင်သုံးသပ်ပြီးတော့ဝန်တာချီနူးမှုဟာတကယ်ထူးခြားတဲ့ကုသိုလ်ပီတိမျိုးဖြစ်တယ်အဲ့ဒီကုသိုလ်ပီတိမျိုးဖြစ်ပြီးတော့အစင်ထောင်ရတတိယပြီးစိတ်နှလုံးအေးချမ်းနေပဲဆိုလို့ရှိရင် ကုသိုလ်တွေဟာထောင်ရပွားများနေမှာဖြစ်လို့ တထာပုံညာပဝတ္တိအမြဲတမ်းကုသိုလ်တွေရနိုင်တဲ့အလှမျိုးဖြစ်တယ်ဆိုတာကိုအာရုံပြုပြီးတော့ကုသိုလ်တရားဖြစ်ပေါ်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း